တန်စင်ဟာတနေ့ကထိုးတက်ခဲ့တဲ့ပွဲမှာခွန်မိုးနိုင်ကိုရှုံးခဲ့ပေမဲ့လည်းတန်စင်ဟာအရင်ပွဲတွေတဆိုင်တိုးတက်မှုအများကြီးရှိလာကြောင်းစူပါလက်ဦးဆောင်တဲ့နီးပြခွက်ကအသိအမှတ်ပြုလိုက်ပါတယ်။တန်စင်ဟာခုဆိုရင်ဝမ်းမှာဇရက်ရှုံးပွဲကြုံတာ၄ပွဲထိရှိသွားပြီဖြစ်ပါတယ်။ PR လည်းတော်တော်များနေတဲ့အခြေအနေပါ။သူရှုံးခဲ့တဲ့ဖိုင်တာတွေကလည်းတကယ်တော့ချာပင်တယောက်မှမပေါ့ပြ။ဖေးစီးဖိုင်တာတွေများပါတယ်။တာခဲရုဆူရလက်ဂင်ဆန်လက်ခွန်မိုးနိုင် ထိုင်းရဲ့ထိပ်တန်းဖိုက်တာ၄ဦးပါဒါကယ်ရူကတော့ twin chat ပေါ့ဂျပန်ဖိုက်တာပါဒါကယ်ရူနဲ့ပွဲမှာတန်းစင်ကပိုပြီးရှုံးမိမယ်ပိုနိုင်မယ်ရတာတယ်လို့ပြောရင်မမဟုတ်ဗျတန်းစင်မှာစာချုပ်ကြီးရှိနေတော့ဝမ်းကလည်းပုံမှန်ကစားသမားတွေနဲ့ပွဲမတည်ပြတော့ပါဘူးတခြားမြန်မာဖိုက်တာတွေထက်တန်းစင်ကိုထိုးကြီးပိုပေးနေရလို့လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြောချင်တာကတန်းစင်အနေနဲ့ရုံးကန်ပြင်မယ်လဲသူ့အနေနဲ့ရှုံးနေရတာက သူရင်ဆိုင်ရတဲ့ပြန်ပြက်တွေကပြောရမယ်ဆိုရင်ထိုက်တန်းစစ်နယ်မြေရနေတဲ့ fighter တွေဖြစ်လို့ပါတန်းစင်ကအများကြီးကောင်းတဲ့ fighter တွေပါတန်းစင်ကတကယ်တော့ပြောရမယ်ဆိုရင်ဒီလိုအချိန်တွေမှာဒီ fighter တွေနဲ့ဤဘက်စစ်တပ်ရင်ဆိုင်နေတဲ့အတွက်ကြောင့်သူအနေနဲ့မနိုင်တာဖြစ်ပါတယ်ပြည်သူတွေကဖိအားပေးတဲ့အတွက်ကြောင့်သူကိုယ်တိုင်လည်းဖိအားဝင်နေပြီးပိုဆိုးနေပါတယ်ပြောရမယ် ။တန့်စင်အနေနဲ့ဒီလိုအခြေအနေကနေရုံးထုတ်ဖို့အတွက်စူပါလက်ရဲ့ဂျင်မာတိတ်ချသွားလိမ့်ကျန်စူပါလက်ရဲ့နီးပြူဟာတွေအတိုင်းလိမ့်ကျင်တဲ့သူ့ကိုထုံးလွှင့်မှုရဲ့နီးပြူဟာတွေအတိုင်းမလိမ့်ကျင်တော့ဘူး။ဒီတစ်ခေါက်စူပါလက်စီမှာသွားလိမ့်ကျင်တယ်ဆိုရင်သူ့ကိုထုံးလွှင့်မှုတော့မပါတော့ဘူး။အားလုံးအသိဖြစ်မှာပါ။နောက်ပြီးတော့တနေ့ကထိုးခဲ့တဲ့ပွဲမှာဆိုလဲထုံးလွင့်မှုကအနီးကတော့မှမကြီးကျက်တော့လဲအလုံးသိဖြစ်မှာပါဒါပေမဲ့တက်စင်အနေနဲ့ခုမှချက်ချင်းကိုပြောင်းတဲ့တော်သူ့အနေနဲ့အခက်အခဲပေါင်းများစွာတော်တော်ရှိနေပါတယ် ရော်နီကလည်းတော့ရှင်းလို့မရဘူးဗျာ။ဆိုရဲရော်နီကတော့ကတော့မွေထိုင်းကြီးစနစ်နဲ့တော်တော်လေးကစားနိုင်ပြီးတော့မွေထိုင်းမှာထိုက်ဆုံးစနစ်ပြောင်းလို့ရတဲ့ fighter ပါ။ရော်နီကဆိုရင်ရင်ထိုင်း fighter ပါဆိုရင် champion တော်မှဖြစ်ခဲ့ပါလေ။တန်စီရဲ့ပွဲပြီးတော့ super land နဲ့နီးပြအဖွဲ့ဟာဒီပွဲပေါ်တေးကြပြန်သုံးသက်ခဲ့ပါလေ။အဒီဗျူးနဲ့တူတာတန်စီဟာတိုးတက်မှုတွေရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ တန်းစင်ဟာအရင်ရှုံးခဲ့တဲ့ကောင်းပွဲတဆိုင်ဒီဘွဲဟာအရန်ကိုတည်ငိမ့်သွားတာတွေ့ရပါတယ်။ဒီငိမ့်လုံလို့ပဲခုံပေါ်တော်ရဲ့ခြေကန်ချက်တွေကိုမလုံးမရှက်ခံနေတာကတော့အသေးပေါက်စရာပါ။စူပါလနဲ့နီးပြအဖွဲ့ကတန်းစင်ရဲ့လက်သီးထိုးချက်တွေကိုသုံးသက်ဖို့ပွဲကိုတေးကြပြန်ကြည့်တယ်တဲ့ဗျာ။အကြံပေးဖို့လည်းအဆင်သင့်ပါပဲတဲ့။ဒီနေ့တန်းစင်ရဲ့တိုးတက်မှုတွေတွေ့ရပါတယ်။ပြီးတော့ပြင်ဆင်ရမယ့်အပိုင်းကိုလည်းတွေ့ရပါတယ်တဲ့။အရန်ကောင်းမလို့ဘူးဆိုတာကြီးတော့မှန်ပါတယ်။ဒါပေမဲ့ တသင်ဟာအမြင့်အထိပြန်လာနိုင်မှာသိကြတယ်ဆိုပြီးစူပါလက်ကိုတိုင် သုံးသက်ပြောဆိုလာတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့တသင်အနေနဲ့နောက်တစ်ချိန်မှာဝမ်းမှာချန်ပီယံမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးဗျာသူ့အနေနဲ့ကတော့သူ့ရဲ့အသားသေးနေတဲ့ပုံစံကိုပြောင်းလဲမှပဲရမှာဖြစ်ပါတယ်အခုဆိုရင်တသင်အနေနဲ့ရှုံးနေပြီပဲလေဒေါ်လီကအရင်ဆုံးကလေ့ကျင့်ခဲ့ဘူးတဲ့ တိုင်ကားကျင်ကတော့မှတက်စင်ကိုခေါ်လာပါတယ်ခေါ်တယ်ဆိုတာကဒါတက်စင်အတွက်နောက်ဆုံးခွင့်ရေးပေးတဲ့သဘောပါတက်စင်ဟာရှုံးပွဲဆက်နေပါပြီတစ်ချိန်တော့ဆိုရော့ထန်လက်သစ်လို့တော့မှတင်စားခံရတဲ့မြန်မာဖိုက်တာလေးကခုတော့ဖိအားတွေအောက်မှာရုန်းကန်နေရပါတယ်အဲ့ဒီတော့ကတော့ဗျာတိုင်ကားမွေထိုင်းကျင်ကသူတို့စီလာလေးတော့တက်စင်ကိုကျင်ဖိတ်ခေါ်ခဲ့မှုပါတယ်တက်စင်ကမသွားပါဘူးမင်းညာခုံမုံးနဲ့ရှောင်းပြီးမှတိုင်ကားတထေကစတေတက်တင်ပြီးထပ်မံဖိတ်ခေါ်ပါတယ် တို့စီမှာလာလေးချင်းမို့လိုနေပြီဆိုတော့ဖိတ်ခေါ်တာပါဒါ walk class level ရှိတဲ့ထိပ်တန်း gym ကနောက်ဆုံးတန်းစဉ်ကိုကန့်လန့်ကြတော့မှဖြစ်ကောင်းဖြစ်နိုင်ပါတယ်တန်းစဉ်နေနဲ့တိုက်ကား gym ကိုသွားမလားမသွားဘူးလားဒါကတော့တန်းစဉ်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်တိုက်ကားမွေတိုင်း gym ကိုသွားရင်တော့တန်းစဉ်အနေနဲ့တိုးတက်မှုတွေပိုရလာမှာကတော့အမှန်တရားပဲဖြစ်ပါတယ်မောင်းရင်တော့တန်းစဉ်ကနောက်ပွဲတွေမှာလည်း ဒီလိုမျိုးပဲအစွမ်းထက်တဲ့ fighter တွေကိုထက်ဝိုင်းနဲ့အတွေ့အကြုံများတဲ့ fighter တွေနဲ့ရှင်ထိုးရရင်တော့ရှုံးနေအောင်မယ်လို့ပဲမြင်မိပါတယ်။ပရိသတ်တွေကတော့တန်းစီကိုတော်တော်လေးကိုအားမလို့အားမရဖြစ်နေတာပါ။တနေ့ကရှုံးခဲ့တဲ့ပွဲမှာဆိုရင်တန်းစီအနေနဲ့ဘာမှပြန်မလုပ်နိုင်ပဲနဲ့တစ်ဖက်ကခွာကန်တော်ကိုပဲခံနေရတဲ့ပုံမှာတပေါင်းပေါင်းနဲ့ဘလို့မှမရှောင်ပဲနဲ့ပေးခံနေရတာကိုလည်းတော်တော်စိတ်မကောင်းစရာပါ။တန်းစီဘာကြောင့်အဲ့ဒီလိုမျိုးစိုက်ကိုဝင်သွားတာလဲတော့မပြောတတ်ပါဘူး။ ပရိသတ်တွေအနေနဲ့တန်းစင်ကိုခုလိုမျိုးပဲကြံပေးပြောထားပါတယ်။တန်းစင်အနေနဲ့တဲ့အောက်တန်းကိုဆဲဟိုးနေပါလေတဲ့။သူ့တန်းမှာဆိုရင်သူ့အနေနဲ့လိုင်းဘုတ်ကလည်းခက်ခဲနေတယ်တဲ့။တန်းစင်ကိုချိန်ကာလတစ်ခုထိပွဲလက်မခံသေးပဲနဲ့ပညာမာကုန်နဲ့ 5NG စုံအောင်လေးလာသမီးမှထိုးစေခြင်းတယ်လို့ဆိုပါတယ်။တန်းစင်အနေနဲ့ပွဲမှာဆုံးဖြတ်ချက်မှန်ကန်မှုလို့တယ်။ပါဝါကောင်းတယ်။ခြေကန်ချက်တွေကောင်းတယ်။ဒါပေမဲ့ဖြတ်ထိုးညံ့တဲ့စိတ်ခေါ်ကလိုသေးတယ်။ ထပ်ပြီးတော့စူးစမ်းတင်ပါတယ်တဲ့ပြောရမယ်ဆိုအရင်ဘွဲ့တွေကလည်းဆိုင်တော့မနေ့ကပွဲကတော့ပိုကောင်းတယ်ပေါ့နော်ဘာပြောကစားကွက်ကိုလည်းဖော်ပြီးကစားနိုင်တော့လည်းတွေ့ရပါတယ်တက်စင်ပြမတွေက weight level တန်းတွေပါအချိန်တွေများကြီးရပါသေးတယ်တဲ့စက်စူးစမ်းပါတယ်တွေ့မရှောင်ဆန်နမူနာယူပါတဲ့လူကသေးသေးချင်းချင်းနဲ့ပြန်ပတ်တွေကိုတော့မှအကောင်းဆုံးလုပ်ပြသွားနိုင်ပါတယ်တဲ့ တန်စရာငယ်သေးတော့တွေ့ရုံနဲ့တော့အမှန်ပါပဲတဲ့အရှုံးရရလက်ကအနိုင်ရဖို့သင်ကန်းစာပါပဲတဲ့တန်စရာအားနဲ့ကြကအထိုးမခံနိုင်တာပါတဲ့နောက်တစ်ဖက်ကဘာလုံးမလဲဆိုရင်လေသူကကြောင်နေတာပေးခံနေတာပဲတဲ့တစ်ဖက်ကဘာလုံးမလဲဆိုကိုကဘာပြတ်လုံးမလဲဆိုတော့ fight and you လဲတော်တော်နေနေတဲ့အဲ့ဒီကပြောရမယ်ဆိုရင်တော့ထိုးသွားတဲ့ bronica နဲ့ပွဲကိုဆို ကြည့် bronica ဆိုလဲ fight and you မြင်တယ်တစ်ဖက်တရုတ် fighter က လက်သီးထိုးချက်တွေမြင်တော့ဘလော်နီကာကအနီးကပ်မဝင်တော့ဘဲနဲ့အဝေးကနေပဲခွာကစားသွားတာတွေ့ရတယ်တဲ့အသေးမာလာနဲ့ဇွဲတတိလိုတယ်တန်စင်ကသူ့ကိုထိရင်နားရင်ပြသွားရောဘာမှလည်းမလုပ်တတ်တော့ဘူးမြမလဝိတ်မှာတက်ကိုသက်ဆိုတာလည်းရှိတယ်လေခေါင်းမသုံးတာလားကြံတဲ့တက်ကွက်ဆိုနဲ့ဖိုင်အန်ဂျူကိုလိုတလိုသုံးပြတတ်တာပဲတဲ့ကြော်သွားဝေးပဲညှော်လေးရတော့မယ်လို့ထင်ပါတယ်တဲ့အဓိကတန်စင်က ကြောက်စိတ်ရှိနေတာတဲ့တောက်စိတ်ကြောက်စိတ်ရှိနေတာကအခက်ခဲဆုံးအရာပဲတဲ့တဲစဉ်ကိုကြည့်ရတာတဲ့စိုက်ကိုတစ်ခုခုဝင်နေပုံရတယ်တဲ့ဖီအားလည်းများနေပုံရတယ်တဲ့ဒီဘွားရှောင်းရင်တော့ဝမ်ချန်ပီယံရှစ်ကသူ့ကို စိတ်ပြတ်သွားမှလည်းတန်းစိန်နေနဲ့ကြောက်ရွံ့နေပုံပဲတဲ့အဲဒီကြောက်ရွံ့နေတဲ့စိတ်ကပဲနောက်ဆုံးဒီဘွားကို ရှုံးသေးတာဆိုပြီးပြိသက်တွေကတော့ပြောပါတယ်တကယ်တိုးတက်တာကိုမြင်ရပါနဲ့အရင်ကလိုပထမအချိန်မှာပဲအလဲထုတ်ခံရတာမဟုတ်ဘူးတဲ့ အခုကအမတ်နဲ့ဆုံးဖြတ်ချက်ထိပါရောက်လာတာပါတဲ့ရှုံးပွဲများစွာ ကြုံခဲ့ဘူးတို့နိုင်ပွဲများစွာလည်းရမယ်လို့မျှော်လင့်ပါမယ်တဲ့တိုးတက်မှုရှိလာမယ်မယ်မျက်နှာကိုမကားထားဘူးတဲ့ဓာတ်မလို့ဘူးမျက်နှာကဖွင့်နေတယ်တဲ့အတလို့အလကားအထိုးခံရတယ်ဖြစ်နေတယ်တဲ့ကြားလိုက်မလွယ်ဘူးတဲ့တန်းစင်နေလဲတိုးတက်တာတော့အမှန်ပါတဲ့အမှန်တကယ်ကတွဲဆန်းစီသူတွေကတသက်စားဖိုက်တာလေးတယောက်ကို တကယ် wire fighter ဆရာကြီးဖြစ်နေတဲ့သူနဲ့တွဲဆိုင်ပြီးတော့အတန်းစီရဲ့တလန်းကိုပိတ်တယ်လို့ဖြစ်နေတယ်တဲ့ထိုးလုံးတက်ွက်တွေကြိုက်ပါတယ်ဒါပေမဲ့လက်ဝဲ owner မရှိတော့အမြင့်ပြတ်မှုဆိုတာမဖြစ်နိုင်ပါဘူးတဲ့လက်ဝဲမှာအတင်ကြောင်းမှုနဲ့လေ့ကျင့်မှုကသင်ပေးလို့ရတယ်ဒါပေမဲ့ပွဲအတွင်းမှာပြန်ပတ်ခြင်းတွေကိုကြည့်ပြီးဘယ်လိုထိုးသက်ရမလဲဆိုတာကိုယ့်ရဲ့အင်ဂျူနဲ့ဆိုင်သွားပြီတဲ့ဖြစ်နိုင်တဲ့အသက်ကိုတဲ့တပွဲလောက်နိုင်ပြီးကိုကုတ်ကိုယုံကြည်မှုစိတ်ဓာတ်ပြန်ရလာအောင်တူနာမဲ့ဖိုင်နယ်မျိုးနဲ့ပဲဝမ်းကပွဲတည်ပေးတင်နေတယ် အခုတော့တဲ့တန့်စင်နေနေလည်းဘသူ့ကမှမနိုင်ဘူးလို့မြင်နေရတယ်တဲ့တန့်စင်နေနေတော်တော်လေးကိုတဲ့ပြီးခဲ့တဲ့ပွဲမှာဆိုရင်တဲ့ကောင်တာဆောင်ကစားတာချီတမီမတုတ်ပြန်တော့တစ်ဖက်ကတိုက်စစ်ကိုဖွင့်ပေးသလိုဖြစ်နေတယ်တဲ့အဲဒီတော့အမတ်နဲ့ရှုံးသွားတယ်တဲ့ဟိုခြေကန်ချက်တွေကလည်းပဲအမတ်ယူသွားတယ်တဲ့ခြေကန်ချက်တွေကလည်းအမတ်ယူတန့်စင်ကငြိမ်နေတာကကောင်တာဆောင်တယ်လို့ထင်မိပါတယ်တဲ့ ကောင်တာဆောင်တာတဖက်ဖိုက်တာကဂတ်လုံတော့တဲစင်ရဲ့ကောင်တာဆောင်တာလည်းအလကားဖြစ်သွားတယ်တဲ့မာဂွန်တော့တက်လာပါတယ်ထိုးကတော့မတက်လာဘူးထင်တယ်တဲ့ပြန်မက်ကသူ့ရဲ့ logic ကိုရှောင်းနိုင်ပြီးသူကတော့အကံပဲခံနေရတယ်တဲ့ပရိသတ်တွေကတော့တန့်စင်ပေါ်သူတို့ရဲ့အမြင်ကိုခုလိုမျိုးပဲအားမလို့အားမရပြောသွားတာပါတန့်စင်တို့ညီကိုနေနေတဲ့အရင်မပါတဲ့မာနကိုစွန့်ပြီးတော့တိုက်ကားမူထိုင်းခြင်းမှာသွားလိချင်းတင်ပါလေတဲ့အဲ့ဒီလိုမှမဟုတ်ရင်တော့ဒီလောကကိုပဲမကြခင်စွန့်ခွာလိမ့်မယ်တဲ့အတန်ငယ်ပြီးတော့သူ့ဘေးနားကပ် ေးရမယ်သူမှန်ကန်ရှင်းရင်ကောင်းမယ်အခုလေ့ကျင့်နေတာလဲ Thai Club Super League စီမှာလေ့ကျင့်နေတာပါတဲ့ Tiger မှာဆိုရင်တော့ Bronica ရှိတော့မပြင်းရတော့ပဲစကားလည်းသိနာမလဲလဲအဆင်ပြေမှသေးကြဒါပေမဲ့အဲ့လိုအပြောင်းရှိလို့ရင် Super League ကိုမျက်နှာပြက်စရာတွေဖြစ်ကုန်ပါတဲ့သိကြပါလေတဲ့ဘာလို့လဲဆိုတော့ Super League ကကိုင်းလေးလေးတက်ပြီးသေးကြကိုအနည်းငယ်ညွန်ပြအားပေးခဲ့တာပါတဲ့တန်းစဉ်ကတကယ်တော့ Super League ကိုတဲ့အားနာဖို့တော့ကောင်းနေပြီတဲ့ အဲ့မှာခွန်မုန်းနိုင်ရကန်ကျက်နဲ့နရင်ထိတာတဲ့လဲသွားတာကန်ကုန်နေတဲ့တော်တော်လေးကိုတဲ့တန့်စင်အနေနဲ့အခွေးကောင်းတွေရပါမယ်လဲဘာမှမလုပ်ပြနိုင်တာစိတ်မကောင်းဖြစ်ကြတယ်ဆိုပြီးပြိသက်တွေကပြောသွားပါတယ်